ပေါ်တူဂိုနိုင်ခဲ့ပြီးတဲ့နောက်နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းသွားတဲ့အင်တာမိုင်ယာမီမင်္ဂလာပါခင်ဗျာဆော်ကာဟစ်စထရီကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါကလပ်ကပဖလားပွဲစဉ်အဖြစ်အင်တာမိုင်ယာမီနဲ့ပေါ်တူလိုကစားခဲ့တဲ့အုပ်စုဒုတိယပွဲမှာအင်တာမိုင်ယာမီကပေါ်တူဂိုနှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်အင်တာမိုင်ယာမီကပထမပွဲတည်ရတဲ့ကြောင့်ဒီပွဲအမှတ်ရမှဖြစ်မဲ့အနေအထားမှာအမှတ်ယူသွားနိုင်ခဲ့တာကတော်တော်လေးကိုကောင်းပါတယ် ကျွန်တော်ပွဲစဉ်တိုင်းကိုမကြည့်ပြတဲ့အတွက်ကျွန်တော်ကြည့်ပြတဲ့ပွဲကိုတော့လုံပေးမှာပါအထူးသဖြင့်မနက်ပိုင်းကန်တဲ့ပွဲတွေဆိုကျွန်တော်မလုံပေးပါဘူးကျွန်တော်ကညမအိပ်တဲ့သူဆိုတော့ညဘက်ပွဲတွေဆိုကြည့်ပြတာများပါတယ်မနက်ပိုင်းပွဲတွေတော့တိတ်မကြည့်ဖြစ်ပါဘူးဒါကြောင့်မနက်ပိုင်းကန်တဲ့ပွဲတွေမလုံပေးပြတဲ့အခါနားလည်ပေးကြပါ၁ပွဲကြောင်းအရင်ဆုံးအုပ်စုအခြေအနေကိုအရင်ပြောရအောင်ပါ။အင်တာမိုင်ယာမီရဲ့အုပ်စုမှာပေါ်တိုဖာမီယက်စ်နဲ့အယ်အာလီယိုပါဝင်ပါတယ်။လက်ရှိအုပ်စုဒုတိယပွဲ၏အပြီးမှာ ာမီယက်စ်နဲ့အင်တာမိုင်ယာမီက၄မှတ်စီနဲ့အုပ်စုကိုဦးဆောင်နေပါတယ်။ပေါ်တိုနဲ့အယ်အာလီတို့ကတော့တမတ်စီပဲရပါသေးတယ်။ဒီတိုင်းဆိုအုပ်စုနောက်ဆုံးပွဲမှာအင်တာမိုင်ယာမီနဲ့ပါမီယက်စ်တက်တင်းကတော့နောက်တစ်ဆင့်ကိုတေချာပေါက်ရောက်သွားမှာပါ။နှစ်သင်းလုံးတက်သွားတာလည်းဖြစ်နိုင်ပါတယ်။အ ਨੇ ဆုံးတစ်သင်းတော့တက်သွားမှာပါ။ဒီပွဲပြီးမှာတော့မာရှာနိုကသူတို့အသင်းကဘယ်အသင်းကိုမဆိုရှင်ပြိုင်နိုင်စွမ်းရှိတယ်လို့တော့ပြောသွားခဲ့ပါတယ်။နှစ် analysis ဒီပွဲမှာအင်တာမိုင်ယာမီက၄လေးနှစ်နဲ့ကစားခဲ့ပြီးမက်ဆီနဲ့ဆွာရက်ကိုတိုက်စစ်မှာထားကစားခဲ့ပါတယ်။ပေါ်တိုဘက်က၃လေး၃နဲ့ပွဲထွက်လာခဲ့ပါတယ်။အင်တာမိုင်ယာမီရဲ့ပထမပွဲကစားပုံထက်စာရင်ဒီပွဲမှာပိုအဆင်ပြေတာကိုတွေ့ရပါတယ်။အချက်လိုက်ရဆိုရင်ဒီပွဲမှာနှစ်ဖက်စလုံးကဘောလုံးပိုက်ဆိုင်မှု90ရာခိုင်နှုန်းစီပါပဲ။ပေါ်တိုက16ချိန်ကံပြီး3ချိန်ပဲဂိုးပေါက်တဲခဲ့ပါတယ်။အင်တာမိုင်ယာမီကတော့6ချိန်ကံပြီး9ချိန်ဂိုးပေါက်တဲခဲ့ပါတယ်။ဒီတော့ပေါ်တိုကကန်တာကန်နဲ့ဂိုးပေါက်တဲတာကသိမရှိပါဘူး။ 14ချိန်မှာ3ချိန်ကတော့အတော်ကိုနေပါတယ်ပေါ်တိုရဲ့ပြဿနာကတိုက်စစ်ပိုင်းမှာစုံးသက်အားနေတာပါသူတို့အသင်းကနှစ်ပွဲပေါင်းမှတကူပဲရပါသေးတယ်ရတဲ့ဂိုးကပယ်နတီပါဒီတော့ပေါ်တိုကနောက်ဆုံးပွဲမှာလည်းဘာမှလုပ်ပြနိုင်မယ်လို့မထင်ပါဘူးအေအာလီကပိုဆိုးပါတယ်သူတို့ကနှစ်ပွဲကစားပြီးတွင်းကိုကိုမရသေးတာပါဒီတော့နောက်တစ်ဆင့်ကိုအင်နာမိုင်ယာမီနဲ့ဖာမီယက်စ်တို့ပဲတက်မယ်လို့ထင်ပါတယ်အင်နာမိုင်ယာမီဘက်ကပထမပိုင်းထက် ဒုတိယပိုင်းမှာအတက်အစင်းပိုကောင်းတာကိုတွေ့ရပါတယ်။အင်နာမိုင်ယာမီရဲ့ခံစစ်ကိုတော့တိတ်သဘောမကျပါဘူး။နှစ်ပွဲကစားပြီးချိန်မှာနှစ်ပွဲစလုံးပယ်နတီပေးထားရပါတယ်။ဒါကအေရီယာဘောက်စ်ထဲရောက်ရင်မပားနဲ့ပဲဖောင်းလောက်တက်တဲ့ပုံစံမှာမက်ဆီအကြောင်းနည်းနည်းပြောချင်ပါတယ်။မက်ဆီကငယ်တုန်းကလိုတကူတော့ဆိုလိုကြော်ဖြတ်မှုတွေမရတော့ပါဘူး။၃ယောက်၄ယောက်လောက်ကိုကြော်ဖြတ်ပြနိုင်တဲ့မက်ဆီမျိုးမဟုတ်တော့တာကိုတွေ့ရပါတယ်။ဒါကကြာပြီလားတော့မသိပါဘူး။မက်ဆီရဲ့ major league ပွဲတွေကမနက်အစောပိုင်းကန်တာဆိုတော့မက်ဆီအင်တာမိုင်အမီရောက်တဲ့ကသူ့ပွဲတွေအကြည့်နေသွားတာပါအာဂျင်ပွဲတွေလည်းမနက်ပိုင်းအစောပိုင်းကန်တာများတော့မကြည့်ဖြစ်ပါဘူးဒါပေမဲ့မက်ဆီမှာဘောလုံးနဲ့တူဆွဲပြေးတဲ့ကီလာဘက်စ်တီပေးတာမထင်ထားတဲ့အခြေအနေကလေဘောလုံးပေးနိုင်တာတွေကိုတော့တွေ့ရစေပါဒီပိုင်းမှာမက်ဆီကအရင်ကထပ်ပိုကောင်းလာပါတယ်ဒါကအသက်ရွယ်ကြောင့်မက်ဆီကစားပုံပြောင်းလိုက်တာဖြစ်နိုင်ပါတယ်ဒီလိုပြောင်းမှလည်းကစားသမားသက်ပိုရှည်မှာပါငယ်တော့ကလို့လိန်ခေါင်းနေရင်အချိုးခံရရင်ပြန်ကောင်းလာဖို့ဆိုတာအသက်ကအရင်အသက်မဟုတ်တော့ပါဘူး ရော်နယ်ဒိုရောမက်ဆီရောနောက်ပိုင်းမှာတဘာနဲ့ကစားလာတာကိုတွေ့ရပါတယ်ဒါကလည်းပါနှတ်မှုတစ်မျိုးပါပဲအခုနောက်ပိုင်းမှာသူ့ရဲ့ကစားပုံကအန်နီရီစတာနဲ့ပိုတူလာပါတယ်အန်နီရီစတာနဲ့အချိန်အတော်ကြာကစားခဲ့လို့လားမသိပါဘူးဘောလုံးပေးပို့မှုနဲ့ vision ပိုင်းကိုဦးစားပေးလာပါတယ်ကစားကွက်တိစောက်မှုအပိုင်းမှာလည်းမက်ဆီကကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်အချိန်ကရွန်နီကိုစာအဲလက်စ်ပြောဥပါတယ်ရွန်နီကအတိုးကစားသမားပါတိုးအားယုံအားနဲ့ကစားတာပါဒီမှာစာအဲလက်စ်ကဒီတိုင်းဆက်ကစားရင်သူအသက်30နောက်ပိုင်းဆိုကြာလာလိမ့်မယ်လို့သတိပေးခဲ့ပူပါတယ် အဲဒီနောက်ရွန်းတွေကပေါ်စကိုကစားပေါက်မျိုးနဲ့ဘောလုံးဖြန့်တာတွေကကွင်းလယ်ထဲဆင်းပြီးလုပ်ပါတယ်။ကွင်းလယ်ထဲဆင်းပြီးကစားပြီးမဲ့အရန်ကြီးမအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့မက်ဆီနဲ့ရော်နယ်ဒိုကတော့သူတို့ကစားပုံကိုအောင်မြင်ပြောင်းနိုင်ခဲ့ပါတယ်။ထားပါ။ဒါကဥမာပေးတာပါ။ဒါပေမဲ့မာရှီရန်ဒိုကမက်ဆီကိုတအားတည်ကစားထားတာကတော့တိတ်မကောင်းပါဘူး။ကစားကွက်ကိုမက်ဆီနဲ့တည်ထားတာပါ။ဒါကဘာစီလိုနာမှာအန်နီရီစတာကိုကစားကွက်ရဖို့ဂျက်လိုလုပ်ပြီးကစားခဲ့တယ်။တီဂီတာကခက်မှာကွာရီယိုလာလုပ်ခဲ့တဲ့ပုံစံခက်ဆင်ဆင်ပါပဲ။ ဒါကမက်ဆီမလုံပြနိုင်ရင်အင်တာမိုင်ယာမီကသေသွားပါပြီ။ဒါကမကောင်းပါဘူး။မာရှေးရာနိုမှာ second plan ရှိတင်ပါတယ်။ဥပမာမက်ဆီကျက်သွားရင်ဘာလုပ်မလဲဆိုတာမျိုးပေါ့။ဒီဘက်မှာမက်ဆီရဲ့ passing တချို့ကောင်းခဲ့တယ်လို့ bot carrier mine လည်းကောင်းခဲ့ပါတယ်။ဒါပေမဲ့ Suarez ကတော်တော်လေးဖြုံးနှိခဲ့ပါတယ်။ဒီဘက်တစ်ဘက်ထဲမှာအမြင်နဲ့ဆုံးဖြတ်ရရင် Suarez ကတော်တော်လေးကျသွားပြီလို့ထင်ပါတယ်။မက်ဆီပေးတဲ့ဘောလုံးတွေထွက်လာမှာကိုသူသိပါတယ်။ဘာစီလိုနာမှာနှစ်ပေါင်းများစွာအတွဲညီကစားလာတာဖြစ်လို့သိပါတယ်။ဒါပေမဲ့ပြေးမထွက်နိုင်အဆုံးမတက်နိုင်တော့တာပါ။အရင်လိုအရင်လောက်စတမနာ စရန့်မကောင်းတော့ဘူးလို့ထင်ပါတယ်။အဆုံးသက်ပုံလဲလိုအပ်ချက်တွေရှိခဲ့ပါတယ်။ဒါကဒီဝဲတဲ့ဝဲတဲ့နဲ့ပြောတာနော်။ကျွန်တော်မှားသွားရင်လည်းနားလည်းပေးပါ။ချန်တဲ့ပွဲတွေမကြည့်ဖြစ်လို့ပါ။တကယ်လို့ Major League မှာဒီလိုပုံစံပဲကောင်းတယ်ဆိုရင်တော့အခုလိုဥရောပအသင်းတွေနဲ့ကစားတဲ့အခါမလိုက်နိုင်တာကတော့သိကြပါတယ်။ Inter Miami ကဘာစီလိုနာအသေးစားတွေပါ။ဘာစီလိုနာအဝင်းအဝိုင်းကလူတွေကိုတန်ရုံးစင်နဲ့ဖွဲ့ထားတာပါ။နီးပြကစလို့ကစားသမားတွေအထိပါပဲ။ဒါပေမဲ့ဒီလိုဆက်လုံနေရင်အောင်မြင်မှုရဖို့ခက်ပါလိမ့်မယ်။ Suarez နေရာ လူငယ်တိုက်စစ်မှုတယောက်လောက်ရှိရင်မက်ဆီပေးတဲ့အလုံးတွေကိုပြနိုင်ပါတယ်။ဘက်ခန်းကမက်ဆီနဲ့အဆင်ပြေတဲ့ဘာစီလိုနာမိသားစုကိုပဲခေါ်ပေးထားတဲ့ပုံစံပါ။ဒါကမေဂျာလိလောက်မှပဲပြင်မယ်ထင်ပါတယ်။အခုလိုဥရောပအသင်းတွေနဲ့ကန်ရရမလွယ်ပါဘူး။ပေါ်တိုက၈မိနစ်မှာပင်နယ်တီရခဲ့ပြီးအင်တာမိုင်ယာမီဂိုးသမားကိုချီးကျူးကြပါတယ်။ ပထမပွဲမှာလည်းဒီဂိုးသမားကလက်ဆွမ်းပြကာကွယ်မှုတွေပြုလုပ်ခဲ့တယ်လို့အခုပွဲမှာလည်းပန်နဒီကိုသူဖမ်းတာမီလူနီနီဖြစ်ခဲ့ပါတယ်။နောက်ပြီးပေါ်တိုရိုဂိုးနိုင်တဲ့အလုံးလုံးကိုလည်းသူကာကွယ်ခဲ့ပြန်ပါသေးတယ်။အဲ့ဒီလုံကိုဂျီရုံကနောက်တန်းဖြတ်သွားတယ်ထင်ပေမဲ့တကယ်တော့အနီးကပြတော့မှအဲ့ဒီဂိုးသမားပုတ်ထုတ်သွားတာပါ။သူ့တက်က38နှစ်တောင်ရှိနေပါပြီ။အာဂျီတီးနားသားပါပဲ။ဒါပေမဲ့အင်နာမိုင်ယာမီအတွက်ဒီဂိုးသမားကအားကိုးရတဲ့ဂိုးသမားပါ။ပေါ်တိုရဲ့အဝေးကန်ချက်တစ်လုံးကလည်းတော်တော်လေးကောင်းခဲ့ပေမဲ့ကန်ဆိုးပြီးတိုင်ထိပ်သွားခဲ့ပါတယ်။ 48မိနစ်မှာတော့အင်တာမိုင်ယာမီတို့ခြေပါဘူးပြန်ရခဲ့ပါတယ်အဲ့ဒီအလုံးမှာပေါ်တိုခန်စစ်ကလှော်ကူညံ့ပါတယ်အေရီယာဘောက်စတယ်မှာပေါ်တိုကစားသမား၈ယောက်လောက်ရှိပါတယ်ဒီမှာဂိုးသမား၈မှာခန်စစ်တန်၄ယောက်ရှိပါတယ်ဒါပေမဲ့ဒီကြားထဲမှာဘာကြောင့် space အခြေကြီးဖြစ်နေတာလဲအဲ့ space တွေကိုချိုးပေးလိုက်တဲ့ဘောလုံးကိုခန်စစ်တန်၄ယောက်ကြားထဲကပေးလိုက်ရတာပါပေါ်တိုညံ့ခဲ့တယ်လို့ကန်သွားတဲ့သူကလည်းအတော်လေးကောင်းပါတယ်သူ့ထက်ကန်ရတဲ့ space ချင်းချင်းကနေကန်သွားတာပါဂိုးသမားရဲ့ဘယ်ဘက်ပေါ်တောင်းတဲ့ကိုကန်သွားတာပါကန်ချက်ကအားလဲပါပါတယ် 54မိနစ်မှာတော့မက်ဆီကအေရီးယားအဆက်နာမှာ free kick ရခဲ့ပါတယ်မက်ဆီကအဲ့လိုအေရီးယားအဆက်နာမှာရတဲ့ free kick တိုင်ကိုဝင်အောင်ကန်ထားနိုင်တဲ့ကစားသမားပါဒီလိုမက်ဆီကဒီလိုအေရီးယားထိမှာပေးလိုက်တဲ့ free kick တိုင်းကမင်းမွေးရံကိုင်းတော့65ရာခိုင်နှုန်းလောက်ကိုယုံကြည်လို့ရပါတယ်။ကျွန်တော်လည်းအဲ့နေရာရသွားတော့ဝင်တော့မယ်ဆိုတာထင်လိုက်ပြီးသားပါ။မက်ဆီအတွက်ဒါကပနတီလိုပါပဲ။မက်ဆီကဘီဘာအုံနဲ့ပွဲမှာတော့ဆိုဒီလိုအနေထားကနေတပွဲနဲ့နှစ်ဂိုးလုံးကိုအဲ့ဒီတစ်ဖက်တည်းကနေပဲတနေရာတည်းကိုကန်သွင်းသွားပြခဲ့တာပါ။ မက်ဆီကအဲ့ဒီ free kick ကိုဝူသမားရဲ့ဘယ်ဘက်အပေါ်တောင်းကိုလှလှပပကန့်သွင်းသွားခဲ့ပြီး Inter Miami ကိုနိုင်သွားစေခဲ့ပါတယ်။အနိုင်ပွဲကြောင့်နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းသွားခဲ့ပါပြီ။ဒီပွဲအတွက် Man of the Match ကိုလည်းမက်ဆီကပဲရခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ Martial တို့ပြောခဲ့တဲ့စကားကိုသိသဘောမကျပါဘူး။နည်းနည်းလေးကျဲသလိုမြင်မိပါတယ်။ Inter Miami အနေနဲ့တပွဲချင်းအယုံဆိုင်ကစားသွားရမှာပါ။ဥရောပအသင်းကြီးတွေပါပါတဲ့အတွက်ဒီပြိုင်ပွဲကလွယ်ကူမနေပါဘူး။နောက်ပြီး Martial တို့ကိုနေပြတယောက်လို့မမြင်နိုင်သေးပါဘူး။ ူ့ကစားဘွက်ကမက်ဆီပေါ်အများကြီးမှီခိုထားတာပါကိုပိုင်ဗျူဟာရီ second plan နဲ့တိတ်မရှိပါဘူးပွဲပြီးမှမက်ဆီကရိုနယ်ဒိုနဲ့ပတ်သက်တဲ့မေးခွန်းတွေပေါ့အခုလိုဖြေကြားခဲ့ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုပေါ်မှာကျွန်တော်ရဲ့လေးစားမှုကအပြည့်အဝရှိပါတယ်သူ့ရဲ့ကစားသမားဘွားမှာအောင်မြင်မှုတွေများစွာရခဲ့သလိုအခုချိန်ထိလည်းအမြင့်ဆုံးအဆင့်မှာကစားနေပြီးအောင်မြင်မှုတွေရယူနေတော့မှာပဲသူနဲ့အတူကွင်းထဲမှာပြိုင်ဆိုင်မှုတွေရှိခဲ့ပေမဲ့ကျွန်တော်တို့ကကိုအသင်းအတွက်အကောင်းဆုံးလုပ်ခဲ့ကြတာလေဒါကြောင့်မလို့ကွင်းပြင်မှာမှဒီလိုပြိုင်ဆိုင်မှုတွေသူနဲ့ကျွန်တော်ကြာရှိမနေပါဘူး ကွင်းပြင်မှာမှာဆိုရင်ကျွန်တော်တို့နှစ်ယောက်ကတာမန်လူတွေပါပဲအချိန်နဲ့အတူတူမကုံဆုံးခဲ့ကြလို့သာတငယ်ချင်းတွေဖြစ်ခဲ့ကြပြီမဲ့ကျွန်တော်တို့တွေ့ဆုံတဲ့အချင်းချင်းအပြန်အလှန်လေးလေးစားစားနဲ့ဆက်ဆံလေးရှိကြပါတယ်လို့ဆိုပါရစေဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး technical analyze ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ youtube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ youtube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ